ဟုတ်တယ်ကိုရှာရင်လည်းကိုကြီးကိုရှေ့ဘက်ပြင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 ်အာမင်္ဂလာပါခင်ဗျာဘူလိုင်းပေါ်ပေါ်တော့ပြင်းနေနေတဲ့မဟုတ်မဟုတ်ပြတဲ့ဒင်းနေပေါ်တော့ကျွန်တော်တို့ဖြစ်ပြမှာရှိပါလေစုပ်ထိကြည့်ပြပါဦးကိုရှာရတော့သူကစကားပြောတာလည်းအေးတယ်ပေါ့နော်အဲ့ဘွားဟာအခက်အခဲရှိတာမျိုးပဲရှိတယ်။အဲ့ဒီ sign နဲ့ပေါင်းပြီးတော့ပေါ့နော်။အဲ့ခုနှစ်ရက်တာဒီညရဲ့အလူနေနဲ့အဲ့တိတ် ော့40နီးပါးနဲ့ကျွန်တော်တို့ဟိုနောက်ဝေးသားလေးတွေမှာဖြစ်ပါတယ်ကျွန်တော်တို့ခနေသားတွေထပ်ပြီးတော့လူရှင်တန်းချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့390 88 56ဒီကတောင်းတဲ့အထက်တန်းစားညီလေးကိုမရိုးဖြောင်းတဲ့လူလင်လူကောက်တွေကခုတော့ချနင်းသွားမှာကိုစိုးရိမ်မိတယ်ဗျာနော်ဒီအပိုင်းမှာဒီကတောင်းတဲ့ညီလေးကအတူရဲ့ဒီကတောင်းလူတာတွေပုံမှန်လုံနေပြီးတော့ပေါ့ချေဦးဆိုတဲ့ညီလေးနဲ့အတူပူးတွဲပြီးတော့ဒါလိုင်းလေးရွှေဆိုင်နဲ့ ရုံးရီစိန်ဆိုင်နဲ့တခြားသောကွန်ပျူချင်းမြင့်ဝင်စုစုပေါင်း340ကျော်ကိုဒါကျိုးညီလေးနဲ့အတူပို့တွဲပြီးတော့လူဒန်းသွားမယ်ဆိုပြီးတော့အကျိုးဆိုတဲ့ညီလေးကကိုဆိုင်ရဲ့တက်တော်အကောင့်မှာအကျောင်းရဝင်ထားတာမျိုးတွေ့ရတယ်ဗျာနော်အဟုတ်ကဲ့ဗျာဟိုက340ဆိုတဲ့ပတ်စံကကျွန်တော်ပတ်စံမဟုတ်ပါဘူးညီလေးကိုကျိုးရဲ့ပတ်စံမှာအဲကျွန်တော် ကုသိုလ်လုပ်တဲ့အချိန်မှာကျွန်တော်ပါပါစီစဉ်လို့ဆိုလို့ရတယ်ပတ်စံတွေပါကျွန်တော်ပတ်စံတပြားတစ်ချက်မှမပါပါဘူးခင်ဗျာတို့နဲ့အတူပူပေါင်းပါဝင်လူတန်းကျင်တယ်ဆိုပြီးတော့ဖုန်းနံပါတ်တစ်ခုကိုရွတ်သွားတာကလည်းအဲ KO ဆိုတဲ့ညီလေးရဲ့ TikTok အကောင့်မှာတင်ထားတဲ့ဖုန်းနံပါတ်ဖြစ်နေတယ်အားကြောင့်ဘလူးနေနေပါမယ်ဖြစ်ဖြစ်ဟုတ်ကဲ့ပါခင်ဗျာဖုန်းနံပါတ်ကတော့ကျွန်တော်ကျွန်တော်မှာ KB ရောဝေပြရောမရှိတဲ့အတွက်ညီလေးဖုန်းနံပါတ်ကိုပေါ့နော် သူဖုန်းနံပါတ်ကြသူ့ထဲမှာကြတော့ KB ရောဝေဘီရောရှိပါတယ်ခင်ဗျအဲကြောင့်မလို့သူဖုန်းနံပါတ်ကလေးကိုကျွန်တော်ကကူညီတောင်းပြီးတော့တော့ဟိုဟာတင်ခိုင်းတင်ခိုင်းထားတာပါခင်ဗျပြီးတော့သူဟိုဟာလွှဲပေးတဲ့ပတ်စံနေတယ်ကျွန်တော်တို့ပြားတစ်ချက်မှာအကုန်လုံးပြန်ပေးတယ်မနော်ပြန်ပြောပြတယ်မနော်အတူအတူညီကုန်းလေးအတူတူရှိနေပါတယ်နော်လက်တက်တွဲနေပါတယ်ခင်ဗျအဲ့လို ာရုပ်ဖြောင်းလားဆိုတာတွေကတော့ကျွန်တော်တို့မပြောနိုင်ဘူးမသိနိုင်ဘူးအဲလိုမျိုးလဲဆွဆွဲလို့မရဘူးဒါပေမဲ့ကျွန်တော်တို့အနေနဲ့ကတော့ဒါရေကကြောင်းတဲ့တက်တန်းကညီလေးကိုချစ်ခင်မျိုးတို့တပိုးထားတဲ့အတွက်ကြောင့်မို့လူလေးလူကောက်တွေမရုပ်ဖြောင်းတဲ့သူတွေနဲ့အတူကုလိုချနေသွားတဲ့သူတွေနဲ့တွေ့ဆုံသွားမှာကိုတော့စိုးရိမ်မိတယ်ဗျာနော်အဲကျွန်တော်ဟုတ်ကဲ့ဟိုကျွန်တော်ညီလေးကအဲ့လိုစိတ်တဲမှမပါပါဘူးအဲ့လိုစိတ်တဲမရှိပါဘူးကျွန်တော်လိုပါပဲ ျွန်တော်တို့စိတ်ပါပဲဖြူစင်ပါတယ်စိတ်ထားလေးတော်တော်မြင့်မြတ်ပါတယ်ကျွန်တော်တို့နှစ်ယောက်ပေါင်းတာလေအခုအခုဆိုအခုအခုမှပေါင်းတာမဟုတ်ပါဘူးအရင်တော့မှဒီ line ပေါ်မှာတူတာအရင်တော့ကျွန်တော်ကသူ့ရဲ့ idol လေးပါဒီ line ပေါ်မှာတော့စာပြောဖြစ်တယ်စကားလည်းပြောဖြစ်တယ်အရင်တော့မှသိနေကြပါကျွန်တော်ကဖုန်းနဲ့ပတ်သက်တာရှိရင်မကျွမ်းကျင်ပါဘူးမကျွမ်းကျင်တဲ့အတွက်ညီလေးကိုလန့်ပြီးတော့အခုလန့်တောင်းလိုက်တယ်ညီလေးကိုကဒီလိုဒီလိုပေါ့နော်ကိုမှဘာမှနားမလဲဘူးပေါ့နော်တစ်တော့လာမှကျွမ်းကျွမ်းကျင်ကျင်စောတတ်တယ်မဟုတ်ဘူးကို ခုဟိုဘက်ဆက်လွှဲလာပဲဖြစ်ဖြစ်ကိုမနားမလဲညီလေးကူယူတစ်ချက်လောက်ကူညီပါအောင်သူကအကန့်ပြီးတော့ရန်ဟိုဟာယောဘာလို့ပြောကောင်းပဒိန်နော်အေးအဝတီပဒိန်အေးအဝတီပဒိန်ရပါတော့အကန့်ပြီးတော့ဒီ ठी ကိုလာတော့ကိုရှင်ဒီစုပြန်မှုပါလေအခုဒါတော့ပြန်ဖို့ဟာကျွန်တော်ဆွဲခေါ်ထားလို့ပေါ့နော်ဟိုကကိုကြီးရေညီလေးတဲ့အဲ့လိုမျိုးဟိုလိုင်းကပေါ့နော်ဒီကိုကြီးပြောတယ်လို့ပေါ့သူအရောင်းလည်းထိပါသူရင်းနေမှာစမကောင်း ဘာဖြစ်လို့တူရမှာမဟုတ်တယ်မဟုတ်လို့တော့ကျွန်တော်တရားလုံးရှိပါတယ်တူတက်ပြီးပါပဲကျွန်တော်ပိုင်ရှင်ကိုလည်းတရားလုံးရှိပါတယ်တူပစံလုံးဝကိုတရားတစ်ချက်မှကျွန်တော်ကျွန်တော်ပစံမှာတော့ကျွန်တော်ပစံတရားတစ်ချက်မှကိုမယူပါဘူးခင်ဗျာအခုရှိနေတိမဲ့ဒါဆိုလည်းတူဒီအခန်းဆိုလည်းတူကိုယ်တိုင်ငှားပေးတာပါဟုတ်ဆဆရရတော်တဲ့စီတော့မကျွန်တော်တူးစီရပဲတော်တယ်အမြင်နဲ့သိဆိုလဲတူးစီရပဲကျွန်တော်ကျွန်တော်စီရပါတစ်ခုမှသူဒီပါခင်ဗျာသူကထထားစားပါပဲညီလေးလိုပါပဲစိတ်ထားလေးကောင်းပါလေတော်တော်လေးလေးဖြူစင်ပါလေ ါမဲ့သူ့အခြေအနေမှာမကောင်းဘူးတော့သူကမှမဟုတ်တော့လေဘာမှမပြောဆိုတော့ဘာမှလည်းမလုပ်တော့ဘူးအဲ့ဒီပတ်စံကတော့ကျွန်တော်ပတ်စံမဟုတ်ပါဘူးဒီလေးရဲ့ပတ်စံမှာအနေရဒီဘက်ကကျတော့ကျွန်တော်နည်းနည်းပါးပါးကျွမ်းကျင်တယ်လေသူကကိုရှိုင်းရေးတဲ့ဒီဘက်မှာနည်းနည်းပါးပါးဒုက္ခရောက်နေတဲ့နေရာလေးကိုလိုက်ကြပေးပါဆိုလို့ကျွန်တော်ကလိုက်ကြပေးတယ်အဲ့ကြတော့အဲ့ရွာလေးတွေ့ရမှာကောကြောက်တာရွာတွေ့ရွာလေးမှာကျတော့ညီလေးကကိုကြီးရဲ့ညီလေးတယောက်ထိလည်းမပါခြင်းဘောတော့ကိုကြီးတဲ့ပါစီစဉ်အောင်လို့ဆိုပြီးအဲ့ပတ်စံ30ရက် ကျွန်တော်ကိုကျွန်တော်ကိုပေးထားဘူးတူတော့မကင်ထားဘူးညီကိုကြီးရဲ့ရောကိုကြီးလူချင်းတဲ့နေရာလေးလူပေါ်တော့အဲ့လိုမျိုးတီကိုသူကပေးထားပေါ့နော်ကျွန်တော်ယုံကြည်ခြင်းနဲ့အပ်ထားတော့ပါခင်ဗျာအဲ့လိုစိတ်ကြည့်ခြင်းမှာမရှိပါဘူးခင်ဗျာအဲ့လိုပါပြောတော့ဆုံးတော့မှာကတော့စိုးရင်မိတယ်ဗျာနော်အဲ့တော့ဒီရေကတော့ကြောင်းတဲ့အထက်တန်းသားညီလေးရဲ့တက်တော့အောက်မှာဘယ်လိုတွေပြင်ထားလဲဘယ်လိုတွေမှန့်ထားလဲသူတို့အားလုံးအတူတူကြည့်ကြကြအောင်ပါ အားလုံးပဲမင်္ဂလာပါခင်ဗျာဒါတိုင်းတိုင်းမတော်တောက်တိုင်းဒီဘာလို့မဟုတ်ဘူးဒီဒီ ਉਹਨੇ ဆာမီဖြစ်တာဒီပါလေအဲကိုဆိုင်ကတော့သူကစကားပြောတာလည်းအေးတယ်ပေါ့နော်ဘယ်နှဘွားဟာအခက်အခဲရှိတာမျိုးလည်းရှိတယ်အဲဒါဆိုလို့ရှိရင်ဒါကျွန်တော်ဆက်ပြန်ပြီးတော့ဖောက်ပြရအောင်ပေါ့နော်ကျွန်တော်တို့အခုလက်ရှိစကားရင်တိုင်းအဲ၆တာကိုပုံတော့ရောက်ရရှိနေပါတယ်တကယ်အခက်အခဲရှိတဲ့နေရာတွေပေါ့နော်အရန်ဟိုအလူရှိနေနေတဲ့နေရာလည်းရှိတယ်ပေါ့နော် ကြောင့်ကျွန်တော်တို့ကိုဆိုင်းနဲ့ပေါင်းပြီးတော့ပေါ့နော်အဲခုနှစ်ရက်တာပြီးညရဲ့အယူအနေနဲ့အဲသိန်း50မီပါနဲ့ကျွန်တော်တို့ဘောနောငွေသားလေးဒီမှာဖြစ်ပါတယ်ကျွန်တော်တို့ခနေသားလူတွေဖတ်ပြီးတော့လူရှင်တန်းရှင်နေဆိုလို့ရှိရင်ကျွန်တော်တို့တုံညာကိုဝင်ရှိရှိလေးနဲ့ဒီလေးကိုဆိုင်ရဲ့ဒီပို့ဆောင်မှာမတောင်းကြတဲ့လူတွေလည်းကျွန်တော်အမြင်ကျွန်တော်ခံစားချက်နဲ့အတူတူပဲဗျာပေါင်းရည်တဲ့တတိရှိပါတော့တဲ့အတုံးချခံတွေတတိထားပါတော့เนาะ ချာမှန်နေရောဗျာဒီမှာအဲ့ဒါပြောတာဗျာလေကျွန်ညာဆိုရင်လက်ခံတာကောင်းနေတယ်သူ့ဘဝလေးဘဝမဖြစ်စေချင်ဘူးတဲ့သူ့စီးပွားရေးတမားလေးကြောင်းသူ့ဘဝလေးပုံပဲ့သွားမှာဆုလို့ပါတဲ့ပါကိစ္စပေါင်းချင်တာလေတဲ့သူ့ဟာသူတယောက်ထည့်ရူးရူးတတလူပါစီတဲ့ရှာရှိတယ်တဲ့ဒီကတော့ရောင်းတော့ကโอเคပါ ကျွန်တော်ကအဲ့လိုမျိုးရှာရှည်ရလို့တော့မဟုတ်ဘူးပေါ့နော်ကျွန်တော်ဒုက္ခတကကျွန်တော်ကအကူအညီတောင်းထားလို့ကဟိုဘယ်လိုရောဒီကျွန်တော်ကလူပါမဟိုအစီအစဉ်မှာဘယ်လိုလဲဒီကင်မရာနောက်ကပဲရရသူပဲအဆဆရရအကုန်လုံးကျွန်တော်ဘက်ကတေချာကူညီပေးပါတယ်ကျွန်တော်တယောက်ထဲလည်းဒီလောကအဆင်မပြေဘူးကျွန်တော်ကသူကတကယ်ကိုစိတ်ထားကောင်းတဲ့လူပါသူကအပြစ်ကဘာဘာပြစ်မှမရှိပါဘူးတကယ်ကိုလေးစားပါတယ်ကျွန်တော်စိတ်ကအခုဆိုရင် ငိုတော့ငိုနေရဆုံးညဆိုနေသမင်းလာမစားဘူးကျွန်တော်တို့ဟိုအဲ့ပုတ်တကြည့်ဒီပုတ်ကလေးကြည့်ပြီးပေါ့နော်စိတ်တမကောင်းကျွန်တော်လည်းဘယ်လိုမှဘယ်လိုစိတ်မကောင်းညီလေးပေါ့တကယ်ပြောအဲ့ဒီလေးကညီလေးတစ်ချက်ပြန်အဲအဲ့နေရာပေါ့နော်ဟို340ပေါ့နော်အမနက်ပိုင်းလာလူရဲ့ဟိုရွှေဆိုင်နေပေါ့နော်ရွှေဆိုင်နေကနေအဲကိုရှိုင်းဟိုဒါအိမ်ထိလာလူရဲ့ပစံဟုတ်လားအဲ့လိုလာလူရဲ့အချိန်မှာကျွန်တော်က ဒါမနေ့ပိုင်းလာလူတာတစ်ဖြက်ကျွန်တော်ဒီတော့စကိုင်းကိုရောက်တာကညနေဆောင်တော့မရောက်တယ်အဲ့ပတ်စံ340ဆိုတာကျွန်တော်ရဲ့ပတ်စံဟုတ်လားဟုတ်ပါတော့ဒါကျွန်တော် AR ဝတီတိုင်းပတင်ကနေနော်ကျွန်တော်ကျွန်တော်ရဲ့မိတ်ဆွေတွေကျွန်တော်ရဲ့မိတ်ဆွေတွေပြီးခုနှစ်ရက်သားသမီးဆိုတာကလည်းကျွန်တော်အားပေးနေရတဲ့မိတ်ဆွေတွေပေါ့နော်အခုဒါ ကျွန်တော်အားလုံးပေါင်းစုသိန်း80ကျော်ကျော်ရှိတယ်။သိန်း80ကျော်ကျော်ကျွန်တော်မတ်တီငွေသိန်း30ရှိတယ်။ကျွန်တော်မိသားစုကမတ်တီငွေသိန်း30ရှိတယ်။အဲ့ဒါအဲ့ဒါကျွန်တော်မန္တလေးတိုင်းကျွန်တော်ရဲ့မိတ်ဆွေတွေခုနှစ်ရဲ့သားသမီးတွေကကျွန်တော်အားပေးနေကြတဲ့တက်တော်မိတ်ဆွေတွေရောက်ဖေဖော်ဝါရီကမိတ်ဆွေတွေရောက်မန္တလေးတိုင်းနဲ့စကားတိုင်းမှာတကယ်အခက်အခဲဖြစ်တဲ့နေရာတွေမှာတော်ရောက်ပြီးတော့လူတန်းပေးပါဆိုပြီးတော့ကျွန်တော်အကူအညီတောင်းကြတယ် ဟုတ်လားမန္တလေးမှာကျွန်တော်330အစားအသောက်တွေပစ္စည်းတွေအစုံကျွန်တော်လူပြီးခဲ့ပြီလူပြီးရဲ့နောက်မှာကျွန်တော်လက်ထက်မှာ340ဆိုတော့ကျန်တယ်340ကျန်တာဟုတ်ကျွန်တော်ပထမဦးဆုံးစကိုင်းမှာလာတဲ့အခါကျတော့ကျွန်တော်ရဲ့မိတ်ဆွေအပေါင်းအသင်းအဖွဲ့အစည်းမရှိဘူးဒါပေမဲ့စကိုင်းမှာကျွန်တော်နဲ့အရင်ကအခုချိန်မှမဟုတ်ဘူးကိုဆိုင်နဲ့ရဟုတ်လားကိုချင်းဦးနဲ့ကတိကြကြာပြီးတစ်တော့မှာတွေကလည်းအားပေးခဲ့တယ်တယောက်နဲ့တယောက်စကားတွေလည်းပြောဘူးတဲ့ဖုန်းတွေလည်းပြောခဲ့ဘူးတဲ့ အဲ့ဒါကိုကိုရှိုင်းကနေတစစ်ကျွန်တော်လည်းဖုံးဆက်တယ်နော်ဖုံးဆက်တော့ကျွန်တော်ကအရင်ဥစအလူရှင်ပဲကျွန်တော်လည်းအလူရှင်ပဲအလူရှင်ကနေကျွန်တော်ကိုရှိုင်းစီကိုသွားပြီးတော့အဲ့ဗီဒီယိုဖိုင်ကိုရှိုင်းကအရင်လည်းယူတာတယ်ဒါပေမဲ့ကိုရှိုင်းလည်းယူတာဆိုကျွန်တော်လည်းအရင်ယူတာတယ်နော်ယူတာလေသူများအပေါ်ဒီယနေ့တိုင်းဒီကျွန်တော်တို့မဟုတ်တာဘာတစ်ခုမှမလုပ်ခဲ့ဘူးဟုတ်လားအခုကကျွန်တော်တို့အဲ့ TikTok တွေမှာတင်လိုက်တာတွေကကျွန်တော်ရဲ့မိတ်ဆွေတွေကျွန်တော် TikTok တွေကျွန်တော်အားပေးခဲ့တဲ့သူတွေကကျွန်တော်ဘာဖြစ်သွားပြီလဲဟုတ်လား ကျွန်တော်မှအဲ့လိုစိတ်ကလုံးဝမရှိပါဘူးเนาะဒါကျွန်တော်အမှန်တိုင်းပြောတာကျွန်တော်ကိုရှိုင်းအခုကိုရှိုင်းနဲ့လက်တွဲတယ်ဆိုတာကလည်းကျွန်တော်မန္တလေးကနေအရင်ကဒါဒီနေ့မှကိုရှိုင်းနဲ့ကျွန်တော်အခုအတူတူနေတာပေါ့เนาะအတူတူနေတယ်ဆိုတာကလည်းကျွန်တော်ရေရှည်အတွက်တွဲသွားမယ်ဆိုတာကလည်းဒါကိုရှိုင်းကပြောတယ်ကူညီပေးပါဖေးမပေးပါအဆဆကြီးကကိုရှိုင်းဥမာကြောညာလေးပါလက်ခံတယ်လက်ခံတဲ့အခါကျကျွန်တော်ဖုံးစစ်တယ်ဖုံးစစ်တော့ကိုကြီးရေကျွန်တော်ကြောညာခက်တယ်ကျွန်တော်မပြောတတ်ဘူးကိုကြီးတစ်ချက်လောက်ပြောပေးပါဦးကျွန်တော်ဒီဘေးနားမှာကူညီပြီးတော့လှုပ်ပေးပါဦးဆိုပြီးတော့ကျွန်တော်ယနေ့တိုင်လေးတုန်နာမှာနေနေရတာကျွန်တော်မန္တလေးကနေ ေဇကိုင်းကိုကျွန်တော်အသွားပြန်တနေ့ကို9000 9000ပေးရတယ်ဒါကိုဆိုင်စီမှာယနေ့တိုင်းဒီအလူငွေရတဲ့ပတ်စံတွေကိုကိုဆိုင်စီမှာကျွန်တော်တပြားတစ်ချက်မှမယူဘူးကေဘင်းဝိတ်ပေးချောင်းရတယ်ကျွန်တော်ပြောနေကြတဲ့သူတွေကို